မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အဲဘောလုံးလောကကစိတ်ဝင်စားစရာအပြောင်းအလဲရွေတည်င်းတပုတ်ကိုနည်းနည်းအသေးစိတ်ကြည့်ကြရအောင်မန်ချက်စတာယူနိုက်တက်ခွင်းလယ်လူကာစီမီယိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပေါ့တည်င်းရင်းမြစ်တစ်ခုကိုအခြေခံပြီးအဓိကချက်တွေနော်ဆက်တွေဖြစ်လာနိုင်တာလေဆွေးနွေးကြည့်ကြမယ်လေဟုတ်ကဲ့ကာစီမီယိုကိစ္စကအခုတော်တော်လေးပြောနေကြတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဟုတ်တယ်အဓိကအချက်ကတော့ Saudi Club အယ်နာဆာဂါဘောလေကာစီမီယိုကိုခေါ်ဖို့ United နဲ့အတော်လေးအဆင်မဆွေးနွေးမှုတွေအာလုပ်နေပြီဆိုတာပဲဟုတ်ကဲ့ဒါကတော့ထိတ်ဆုံးကတည်ပေါ့ဒါပေမဲ့အထဲမှာစိတ်ဝင်စားစရာအချက်တွေရှိနေတယ်အဲတစ်ချက်ကကာစီမီယိုကအခုအသက်303နဲ့ရှိပြီလေနောက်ပြီးအသင်းနဲ့စာချုပ်တက်တန်းကလည်းနောက်ဆုံးတစ်နှစ်ပဲကျန်တော့တာဟုတ်အဲ့ဒါကအရေးကြီးတဲ့အချက်ပဲဆိုတော့အသင်းဘက်ကကြည့်ရင်ဒါအပြောင်းရွှေ့ကိုတွားပေးတဲ့အချက်တွေဖြစ်နေတာပေါ့အထူးသဖြင့်သူ့ရဲ့ဟိုတင်တပတ်လောက်ခတ် ပေါင်တုံးတင်းခွဲဆိုတာ။အိုးတော်တော်များတာပဲ။အဲ့ဒီလိုခလာစာမင်းကြီးရဲ့စာချုပ်တက်တန့်ကုံတော်မရဲ့။ဒါပြင်တရင်ထဲမှာ2022သူရောက်လာပြီးကတည်းကအဲခြေစွမ်းပိုင်မှာအရင် react လုပ်မှမဟုတ်တော့နင်းနေရုံးကန်နေရတယ်ဆိုတာမျိုးလည်းဖော်ပြထားတယ်နော်။ဟုတ်တယ်။အဲ့အချက်ဒီအာမုံပေါင်းလိုက်တဲ့အခါကလပ်အသင်းရှူထောင်ကန်နေကြည့်ရင်ရှင်းသွားပြီလေ။ကစားသမားရဲ့အသက်အရွယ်ပြီးတော့အဲ့ဒီမြင်မာတဲ့လာစာမျောလင်းတလန့်ဖြစ်မလာတဲ့ခြေစွမ်း ဒါဒီကြောင့်အသင်းကသူ့ကိုလက်လွတ်ဖို့စဉ်းစားလာတာအဓိကဖြစ်မှာပေါ့။အင်း။အလ်နာဆာကိုင်းလမှုကသူတို့အကထွက်ပေါက်တစ်ခုလို့ခစ်သွားတာပေါ့။ဟုတ်တာပေါ့။ဗနိုင်းကြီးအရာဝင်ပေါ့သွားစေမယ့်အခွင့်လန်းကောင်းတစ်ခုလို့သူတို့မြင်မှသိကြတယ်။ဒီညမှာနောက်ထပ်အယောင်တင်းပေးလိုက်သလိုဖြစ်တဲ့အချက်ကလေတကယ်လို့ဒီပြောင်းရွှေရွှေတာဖြစ်သွားရင်ကာစီမီရိုကအသင်းဖော်ဟောင်းခရစ်စတီယာနိုရိုနန်ဒိုနဲ့အလ်နာဆာမှာပြန်ဆုံမှာ။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်။ ဒီပြန်ပေါင်းစည်းမဲ့ကိစ္စကတည်င်းကိုပို့ပြီးကိုလူပြောများစေတာဗော့အတိကြပါပဲဒါကအပြောင်းရွှေ့ရဲ့စိတ်ခံစားမှုပိုင်းကိုပါလာထိတဲ့အချက်ထင်နေတာကွင်းတဲကနားလည်မှုအရာကြည့်ရင်လဲသူတို့ရဲ့အတွေ့အကြုံကအယ်နာဆာတဲ့အောက်ထာချက်ဖြစ်မလားဒါမှမဟုတ်အသက်တွေရဲ့ရာအရင်လိုဖြစ်ပါမလားဆိုတာလည်းရှိသေးတာဗော့อืมအဲ့ဒါကတော့ဆုံးကြည့်ရမှာဗောလေဒါပေမဲ့အယ်နာဆာဘော့ကတော့ဒီနာမည်ကြီးနဲ့ရောက်ပေါင်းစည်းမှုကနေအသိပုံရိပ်တို့ဈေးွက်တံမိုးလို့တော်လာခွန်မျောလဲမှာအသေးကြပဲဆိုတော့လေ ဒီသတင်းတစ်ခုလုံးကိုပြန်ချုပ်ကြည့်လိုက်ရင်ဒါကဘာကိုပြနေလဲဆိုတော့အဲကစားသမားတယောက်ရဲ့အသက်လာစာလက်ရှိခြေစွမ်းပြီးတော့အသင်း for home နဲ့ပြန်ဆောင်မဲ့ဆွဲဆောင်မှုလို့မျိုးအချက်တွေကလည်းခစ်သက်ဘောလုံးလောကရဲ့အပြောင်းရွှေ့ဆုံးဖြတ်ချက်တွေပေါ်မှာဘလောက်တောင်ရှုပ်ထွေးစွာ လွှမ်းမိုးနေတယ်လေဆိုတော့ကိုတော်လေးထင်ရှားစေတယ်လို့ပြောရမယ်။ Plat D ကလာစာရမြပြင်းအသက်ရလာရဲ့ဝိုင်းရင်ကစားသမားတွေကိုပေါ့နော်။အဲ sorry pro လေးလိုမျိုး lead တွေကိုရောင်းထုတ်ပြီးသူရဲ့ Bandai ဟန်ချက်ကို ပြန်ညှိဟိုးကျိုးစားလာတဲ့လမ်းကြောင်းပို့ပြီးရှင်းလာတာကိုတွေ့ရတယ်လေ။ Ừm ။ဒါကဝဲတဲ့ client တွေကတော့နမေရကစားသမားနဲ့အတွေ့အကြုံရတယ်။ရောင်းတဲ့ကလာကလည်းငွေကြီးဖိအားလျော့သွားတယ်။ ဟုတ်တယ်နှုတ်ဦးနှုတ်ဖက်အကျိုးရှိတယ်လို့ယူဆနေတဲ့ strategy တခုလို့ဖြစ်လာတာပေါ့ဟန်ချက်ညီအောင်ညီယူတဲ့တဘိုးမျိုးပါဟုတ်ကဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လေနောက်ဆုံးစဉ်းစားစရာလေးတခုခြံနာခဲ့ခြင်း ਨੇ အဲ့ဒါကကလပ်အသင်းတွေအတွက်ကစားသမားတယောက်ရဲ့တန်ဖိုးဆိုတာကိုကင်းကနန်တွေစာရင်းစရာတွေနဲ့ပဲတိုင်းတာလို့ရရလားပေါ့ဥပမာကာစီမီရိုလိုချန်ပီယံအတွေ့အကြုံအဖြစ်ရှိတဲ့ကွင်းလေခေါင်းဆောင်တယောက်ရှိနေရရဲ့တန်ဖိုးအဝေးလေခိုင်းထဲမှာသူ့ရဲ့အော်စာလွမ်းမှုအဲ့လိုမျိုးပေါ့ ဟုတ်ကဲ့ဒါကတိုင်းတာဟိုခတ်ကဲ intangible value တွေပေါ့နော်ဟုတ်တယ်အဲ့ဒီလိုကိန်းကနန်းနဲ့တိုင်းနေရတဲ့တံပိုးတွေကိုလက်လွတ်လိုက်ရတဲ့အခါအတင်းပေါ်ဘလို့တက်ရောက်မှုရှိလာနိုင်မလဲဆိုတာကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မိခုံတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာ